ထိုင်လန်တုံလုပ်ဖွဲ့ရာတွေနဲ့ပြည့်နေတဲ့ဟိုတယ်တစ်ခုမှာအသက်ရှင်ကြံရစ်ဖို့တိုက်ပွဲဝင်ရတဲ့မိသားစုတစုအကြောင်းပဲဖြစ်ပါတယ်။ဇလန်အစမှာမဲပိုင်ဟိုတယ်ဆိုတဲ့ဇိန်ခန်ဟိုတယ်ကြီးခန်းမှာတန်ရှင်ရဲ့ဝန်ထမ်း Mrs. Spring the Owl ကြောင်းမဖွဲ့ကောင်းစွာအသက်ခံလိုက်ရပါတယ်။ဒီလိုနဲ့မဲယွိုင်ဆိုတဲ့ Parking the Owl ဟာသူ့ရဲ့အသက်16နှစ်သမီးတိုင်လာရက်ခိုးမှုနဲ့ရဲစခန်းရောက်တဲ့အကြောင်းစိတ်မချမ်းမသာဖြစ်ပါတယ်။တာသမီးတွေမကောင်းတဲ့လွှမ်းမိုးမှုတွေနဲ့ကင်းဝေးအောင်ရွိုင်းနဲ့ဇနီးအီလိုင်းလောက်က ပိုင်ဟိုတယ်မှာပဲအားလည်းရဲ့အပန်းဖြေခီစီစဉ်မှတော့တယ်။ဟိုတယ်ရောက်တော့အေဂျိုလော့ဝတ်ကအင်တာနက်မရှိလို့လက်နဲ့ရှင်းခိုင်းပါတယ်။တိုင်လာကဘာမှပြင်းတက်ကောင်းနေနှစ်အောင်နဲ့တွေ့ပြီးကွန်ဆက်လက်မှတ်ရကသူတို့အခန်းကိုလာထဲမယ်လို့ကတိပေးပါတယ်ဒီအချိန်မှာပဲဟိုတယ်ဝင်ထမ်းတအူးရိုးဟတ်စွာအသက်ခံလိုက်ရပြီးလော့ဝတ်ကဝင်ထမ်းတအူးကိုမြင်းအောင်ခန်းဆင်းခိုင်းပြီးခေါင်းနောက်ကနေရိုက်ကမစ်လဲသွားစေပါတယ်ရွိုင်းလို့တစ်ခေါင်းဝင်ထင်းတော့ လော့ဝတ်ကအခြားဝင်ထမ်းတအူးကိုလူသေးကောင်းဖယ်ခိုက်ကဟိုတယ်တကားများပိတ်ပြီးပြဝဲစပြီးဟူကြေညာလိုက်ပါတယ်။ဘားပိတ်ပြီးပြောတော့ဘားသမားတအူးကိုမျက်နာဆက်ဖြင့်ထိုးမျက်လုံးဖောက်ကတေးရီအထိရက်ဆက်စွာနှိပ်ဆက်တက်ဖြတ်လိုက်ပါတယ်။ညာတန်းကောင်မာတို့တိုင်းလာပြန်တက်ကောင်လေးအခန်းစီတိတ်တဆိပ်သွားခဲ့ပြီးသူ့ကိုလျှို့ဝှက်လေကာကနေအပေါ်ထခေါ်သွားပါတယ် တိုင်လာပြောက်နေတာကြောင့်ရွိုင်းနဲ့ဤလိန်တို့စိုးရင်လာကြပြီးဒီအချိန်မှာပဲမက်လာဖုံးဆွတ်လူတို့ကအခန်းထဲဝင်က မင်္ဂလာဥဇနီမောင်နှံကိုရက်ဆက်စွာတတ်ဖြတ်ပစ်လိုက်ပါတယ်ရွိုင်းကတိုင်လာကိုရှာရင်အဲဂျိုကောင်တာကိုထွားပေးမယ်လော့ဝုဒ်လည်းမရှိတကားဒီလည်းတောက်ခတ်ထားတာကိုတွေ့ရပါတယ်။ဤလိန်အခန်းထဲမှာစာဖတ်နေတော့တောက်ခတ်ထားတဲ့တကားပွေလာပြီးလူတအုပ်ဝင်လာက ကျူးနဲ့လေဘင်းညစ်တကလေဘင်းကိုဓာတ်နဲ့လီးတက်လိုက်ပါတယ်။ ဒီလူတန်မှုကို log worker online ပေါ်တိုက်ရိုက်ထုတ်လွှင့်ပြသလိုက်ပြီးကမ္ဘာတစ်ခုလုံးကထိုင်းလန့်တုံးလို့ဆိုအကြည့်ရှုနေကြပါတယ်။ဤလိုင်းအသက်ခံကြပြီးနောက်တိုင်လာနဲ့ကောင်းလေဟိုတယ်ကနေပိုက်တွေတွေဒီတိတ်တဆိုင်ထောက်ပြေးကြပါတယ်။ log worker ဝန်ထမ်းတူကိုဓာတ်နဲ့ထိုးတက်နေကြကြောင်းသူတို့ချော့ပြေးကြကိုမမြင်လိုက်ရပါဘူး။ရိုင်းကသူအခန်းရောက်တော့တကောက်လက်ကိုမှသွေးဆက်သေးသေးဒီအီလင်းရဲ့သွေးအလိမ့်လင်းနဲ့အလောင်းကိုတွေ့တော့ထေပလန်တုံလို့သွားပါတယ်။ သူသားကေဗင်ကအလောင်းမမြင်စေဖို့အခန်းအပြင်မှာထားခဲ့ပါတယ်။ဒီအချိန်မှာပဲဟိုတယ်အဲ့တဲ့ဟောင်း LAPD ရဲဟောင်းထွေချေဒေးဗစ်ကဟိုတယ်မှာတခုခုမားနေတဲ့လုံးရိတ်မိပြီးရွိုင်းကိုကူညီဖို့ကမ်းလှမ်းပါတယ်။သူတို့နှစ်ယောက်ကေဗင်ကိုဒေးဗစ်အခန်းထဲမှာတော့ပိတ်ထားခဲ့ပြီးတိုင်းလာကိုရှာဖွေပါတော့တယ်။လော့ဝါကဒီဟာကအွန်လိုင်းတက်ရိုက်ထုတ်လွှင့်ပြသားတဲ့ဂိမ်းပြပွဲထူပြီးအသက်ရှင်ကြံရဲသူကစုချင်းငွေရမယ်လို့ကြေညာလိုက်ပါတယ်။ မီးတွေမှိတ်တုံမှိတ်တုံဖေးသွားပြီးပြန်လင်းလာတော့အရက်မူးနေတဲ့လူတယောက်ကိုသွေးအလင်းလင်းနဲ့ချိတ်ဆွဲထားကတွေ့ရပါတယ်။မျက်နာဖုံးစွတ်လူနေပေါ်လာပြီးဧည့်သည်ကိုစတင်တပ်ဖြတ်ပါတော့တယ်။ကေဗင်ကဟိုတယ်ကွန်ရက်ကိုဖောက်ထွင်းပြီးလူတပ်မှုတွေကိုတိုက်ရိုက်ထုတ်လွှင့်နေတဲ့ဗီဒီယိုတွေကိုတွေ့ရှိသွားတာကြောင့်လော့ဝတ်ကကေဗင်ကိုဗီဒီယိုခေါ်ပြီးချမ်းချောက်လိုက်ပါတယ်။မီမီတို့မီတို့ထက်တာကြောင့်အခန်းအပြင်ထွက်လာတဲ့ကောင်မလေးနှစ်ယောက်နဲ့ကောင်လေးတစ်ယောက်ကိုမျက်နှာဖုံးဆို့လူတွေကဓာတ်နဲ့ထိုးတတ်ပါတယ် ကောင်မလေးတဦးကလွတ်မြောက်လာပြီးကေဗင်နဲ့တွေ့ကမျက်နှာဖုံးဆိုလူနောက်ကလိုက်လာတာကြောင့်အတုထွက်ပြေးကြပါတယ်။ဒက်လီကထဲမှာပိတ်မိနေတော့မျက်နှာဖုံးဆိုအမွေသမီးကကောင်မလေးကိုဖမ်းထွားပြီးကေဗင်တယောက်ထဲကြံခဲ့ပါတယ်။ကောင်မလေးကမျက်နှာဖုံးဆိုအမျိုးသမီးကိုခင်ရဲနဲ့လေဘင်းကိုထိုးတတ်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ပြတင်းပေါက်တစ်ဖက်ရောက်တော့မျက်နှာဖုံးဆိုလူတုံးကမျက်နှာကိုဓားနဲ့ထိုးတတ်လိုက်ပါတယ်။ ရွိုင်းကအထူးအခန်းမှာကဲဘင်းကိုမတွေ့ရတော့ဒေါ်ဖော့ထွက်နေတော့ကျော်သားကြီးနဲ့မျက်နှာဖုံးဆိုလူတုံးကိုဝင်လာပြီးသူ့ကိုတိုက်ခိုက်ပါတယ်။ဒေးဗစ်ကမျက်နှာဖုံးဆိုလူကိုပစ်စီးနဲ့ထိုးထဲနဲ့နဲ့ပစ်ပြီးရွိုင်းကိုကဲတင်လိုက်ပါတယ်။မီမီတုံမီတုံနဲ့ဟိုးထဲကလူထုကိမ့်မဲ့နေချင်းမှာတိုင်လာနဲ့ကောင်းလေးဟိုးထဲကိုပြန်ဝင်လာကြပါတယ်။မယုံနိုင်စရာကောင်းစွာပဲလန့်ကြိုက်ထားတဲ့မျက်နှာဖုံးစုလူတူကသူတို့နှစ်ယောက်ကိုဝမ်းပိုက်ကိုဖောက်ပြီးတတ်ပြလိုက်ပါတယ်။ ယွိုင်းကအခြားမျက်နှာဖုံးစွတ်လူတို့နဲ့တိုက်ခိုက်နေတော့ဒေးဗစ်ကငွေတတန်းရွှေတဲ့စုချင်းငွေကိုမြင်သည့်ယွိုင်းငိုထားခဲ့ကဂိမ်းလဲဝင်ပြိုင်ပါတော့တယ်။ဒီအချိန်မှာပဲယွိုင်းကမျက်နှာဖုံးစွတ်လူကိုတပ်ပြီးသူ့အဝတ်စားတွေဝတ်ဆင်လိုက်ပါတယ်။လော်ဝက်ကဝိယုံဖြူကိုချွတ်ပြီးသူ့ကိုယ်တိုင်ဂိမ်းမြတ်ကျိုးကင်သူခေချောင်းပေါ်ထုတ်လိုက်ပါတယ်။ဒေးဗစ်ကလည်းဒီဂိမ်းမှာနှစ်ပေါင်းများစွာလွတ်ဝှက်ပါဝင်ဖို့စီစဉ်ခဲ့တာကိုသိလိုက်ရပါတယ်။ လော်ဝစ်ကဒေးဗစ်ကိုပိုက်ကိုဓာတ်နဲ့ထိုးတက်လိုက်ပြီးနောက်အသက်ရှင်ကျန်ရစ်သူကျုပ်ဦးပဲရှိတော့ကြောင်းထိုးဖော်လိုက်ပါတယ်။သူကတော့ကေဗင်ပဲဖြစ်ပါတယ်။လော်ဝစ်ကမိုက်ခရိုဖုန်းကနေမျက်နှာဖုံးဆွလူဇွိုင်းကိုကေဗင်ကိုတတ်ဖို့အမိန့်ဖေးပါတယ်။ဒါပေမဲ့ဇွိုင်းကမျက်နှာဖုံးဆွလူကိုနိုင်ပြီးကေဗင်ကဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။သူတို့နေရောကမျက်နှာဖုံးဆွရဲ့မျက်နှာကိုမီးဖော်ပေါ်တင်းပြီးမီးနဲ့ရှော့တက်လိုက်ပါတယ်။ ေါသတကြီးဖြစ်နေတဲ့လော့ဝဲကသူ့ကိုဆွဲပြီးရွိုင်းကိုတပ်ဖို့ပေးလာပေမဲ့ရွိုင်းကရှောင်းတိုင်းပြီးလော့ဝဲကိုထိုးချေကမိလဲထွားစေပါတယ်အသက်ရှင်ကြံရည်ပြီလို့ထင်ပြီးရွိုင်းနဲ့ကေဗင်ကိုပွေဖာနေတော့တိုင်လာကနာချင်မှုနဲ့ပြန်နိုးလာပြီးလန်ကိုဝမ်းပိုက်ထဲကနေဆွဲထုတ်ရင်းသူ့အကိုနောက်ကမျက်နှာဖုံးဆိုးလို့အထင်နဲ့ရွိုင်းရဲ့ကြောပင်ကိုထိုးလိုက်တာကြောင့်ရွိုင်းသေဆုံးသွားပါတယ်လော့ဝဲပြန်နိုးလာပြီးတိုင်လာကိုတိုက်ခိုက်ပြီးမဲ့တိုင်လာကပုတ်စင်နဲ့ပြန်တက်လိုက်ပါတယ် နောက်ဆုံးပါတော့ရဲတွေရောက်လာပြီးကေဗင်နဲ့တိုင်လာကိုကဲတင်လိုက်ပြီးကဘာတဝမ်းကပရိသတ်တွေရှိမှဂိမ်းရဲ့အနိုင်ရသူတွေဖြစ်ချင်ညာလိုက်ပါတော့တယ်။ဇာလန်ကတော့ဂိမ်းဒီဇိုင်နာကနောက်ထပ်စိတ်လုံရှောက်စရာဂိမ်းအစ်စ်နဲ့ပြန်လာအောင်မယ်လို့ပြောဆိုရင်းပြီးဆုံးသွားပါတယ်။